ေရှားတတ်တူဒီခေါ်ဝေါ်ကအခုမျက်မှောက်ကာလမှာတော့လူတွေနဲ့မစိမ့်လှတဲ့ဝေါ်ဟာရတခုဖြစ်လာပါပြီနိုင်ငံတကာသတင်းတွေရဲ့ခေါင်းကြီးပိုင်းမှာလဲဒီတတ်တူတွေအကြောင်းသတင်းတခုမဟုတ်တခုကတော့နေ့တိုင်းလိုလိုနေရာယူနေပါတယ်မြေရှားတတ်တူတွေနဲ့ပတ်သက်ရင်ရေပုံရကြတဲ့ဝိသေသလက္ခဏာတခုကတော့တရုတ်ရဲ့ဈေးကွက်မဟာဗျူဟာလက်နက်တခုဆိုတာပဲဖြစ်ပါတယ်အခေါ်ဝေါ်ကမြေရှားတတ်တူဆိုပေမဲ့နမေနဲ့လိုက်အောင် ရှားပါတဲ့အရာတော့မဟုတ်ပါဘူး ကမ္ဘာတလောမှာမြေရှားတတုတိုက်တွေအများအပြားရှိကြပါတယ်။ပြီးတော့တတုအမျိုးအစားကတခုတည်းမဟုတ်ပဲအမျိုးအစား16ခုကိုခြုံငုံပြီးခေါ်တာပါ။ဒါတွေကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့မြေရှားတတုတွေကစမတ်ဖုန်းတွေလေအားလျက်စက်ထုတ်လုပ်တဲ့ဓလက်ကြီးတွေတိုက်လေယာဉ်တွေအပါအဝင်ပစ္စည်းမျိုးစုံထုတ်လုပ်ရမှာမရှိမဖြစ်ကုန်ကျန်းအနေနဲ့ရပ်တည်နေပါတယ်။ပြီးတော့အဲ့ဒီတတုတွေတန့်စင်ထုတ်လုပ်ရောင်းချတဲ့ဈေးကွက်တစ်ခုလုံးနှီးပါကိုတရုတ်ကချုပ်ကင်ထားတာပါ။ဒါကိုနိုင်ငံတကာကုန်သွယ်ရေးမူဝါဒတွေမှာ အာသာချက်အနေနဲ့မဟာဗျူဟာမြောက်လက်နက်တခုလိုသုံးနေပါတယ်။ဒါကြောင့်မလို့လဲမြေရှားတပ်တူတွေရဲ့ကန္တာကနိုင်ငံတကာအခင်းအကျင်းမှာပိုပြီးအရေးပါလာတာဖြစ်ပါတယ်။ကဲဒီတော့မြေရှားတပ်တူတွေကအရင်လဲအသုံးဝင်ပြီးရှားပါနေတာလည်းမဟုတ်ပဲနဲ့။ဘာကြောင့်ထွက်တဲ့နိုင်ငံတိုင်းကမတူးဖို့ကြတာလဲ။အဖြေကတော့ထုတ်ယူရတဲ့အပိုင်းမှာအများကြီးလက်ဝင်လို့ပါ။နောက်ပြီးပိုဆိုတာကတဘာဝပတ်ဝန်းကျင်ကို အရန်ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကအဲ့ဒီတပ်တူတွေကိုကိုယ်နိုင်ငံမှာတူးဖော်ထုတ်လုပ်ဖို့လက်ဆောင်ကြပါတယ်။တရုတ်ကတော့ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာကမ္ဘာမြေရှားတပ်တူတန့်စင် ထုတ်လုပ်မှုဗဟိုချက်နေရာကိုအရယူနိုင်တဲ့အထိအဲ့ဒီတပ်တူတွေကို တူးဖော်ထုတ်လုပ်တန့်စင်ပေးခဲ့ပါတယ်။အဲ့ဒီကာလတလျှောက်မှာတရုတ်ကမြေရှားတပ်တူတန့်စင်မှုနှိပညာပိုင်းမှာလည်းအများကြီးတိုးတက်ခဲ့တာပါ။ဒီဟာထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဂေဟာစနစ်ပြည့်စည်မှုတွေကိုလည်းတည်တည်တသာထိန်းချုပ်လာနိုင်ခဲ့ပါတယ် ဒီတော့အဲ့ဒီတက်တူတွေကိုဈေးကွက်တောင်းဆိုမှုအမြင်ဆုံးအချိန်ရောက်လာတဲ့အခါတရုတ်ကလိုလိုနေရင်းနဲ့အားသာချက်ကြီးကြီးမားမားမျိုးရလာတဲ့အချိန်တွေဖြစ်ပါတယ်။ American မှာ Trump သမ္မတဖြစ်လာပြီးတရုတ်ပေါ်တဲမာတဲ့ကုံသွယ်ရေးမူဝါဒတွေကျင့်သုံးလာတဲ့အခါမှာအဲ့ဒီဖိအားကိုတုံ့ပြန်ဖို့တရုတ်ဘက်ကသုံးခဲ့တဲ့ဟွက်ဖဲကတော့မြေရှားတက်တူတွေပါပဲ။ American ကတရုတ်သွင်းကုန်တွေအပေါ်အခွန်အခတွေတိုးမြင့်စည်းကြတဲ့အခါတရုတ်က American စီမြေရှားတက်တူတွေမရောက်အောင် ပို့ကုန်လမ်းကြောင်းအားလုံးကိုလိုက်ပိတ်ခဲ့ပါတယ်။ဒါကြောင့်ပဲထရမ့်အနေနဲ့အများကြီးအလျှော့ပေးပြီးတရုတ်နဲ့ပြန်ညှိနှိုင်းယူရတဲ့အခြေအနေအထိရောက်သွားတာပါပဲ။ဒီအတွက်အမေရိကန်ကမြေရှားတပ်တုနဲ့ပတ်သက်ရင်တရုတ်ကိုမှီခိုရတဲ့အနေအထားကိုပြောင်းလဲဖို့အပူတပြင်းစူးစမ်းနေပါတယ်။အောက်တိုဘာ20ရက်မှာတော့ထရမ့်ကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစ်နဲ့အတူနှစ်နိုင်ငံတပ်တုပူးပေါင်းထုတ်လုပ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒေါ်လာ၈.၅ဘီလီယံဘိုးလောက်တန်ကြီးရှိတဲ့ဒီ project ရဲ့ရည်ရွယ်ချက်ကတော့ Australia အနောက်ပိုင်းမှာကျွယ်ဝတဲ့မြေရှားတတူတိုက်တွေကိုနှစ်နိုင်ငံပူးပေါင်းထုတ်လုပ်ကြဖို့ဖြစ်ပါတယ်။ Trump ကမြေရှားတတူအရင်းမြစ်သစ်တွေရှာဖွေဖို့အားကျုံမန်တက်လှုပ်ဆောင်နေပါတယ်။ရုရှားနဲ့စစ်ခင်းနေတဲ့ Ukraine မှာလည်းစစ်ပီးကာလာကြရင်အဲ့ဒီတတူတွေတူးဖော်ထုတ်လုပ်နိုင်ဖို့သူကရည်ရွယ်ထားပါတယ်။ဒါပေမဲ့ဈေးကွက်လေလာသူတွေကတော့မြေရှားတတူထုတ်လုပ်တန့်စင်မှုနဲ့ပတ်သက်ရင် American နဲ့တခြားနိုင်ငံတွေက တရုတ်ထက်အတွေ့အကြုံဘိုင်းရောနေပညာဘိုင်းပါအများကြီးနောက်ကျကျန်နေပြီလို့သုံးသပ်ကြပါတယ်တရုတ်ကညဉ့်ဉန်းမှုပြဿနာကြောင့်ဘယ်သူမှမကင်တွယ်ခြင်းတဲ့မြေရှားတတုတန့်စင်မှုနှစ်ပေါင်းများစွာဒိုင်းကန်တာဝန်ယူပေးခဲ့ပါတယ်တရုတ်စီကလည်းလွယ်လွယ်ဝဲလို့ရနေတာဆိုတော့လေတခြားနိုင်ငံတွေကဒီကိစ္စကိုမဟာဗျူဟာရှုထောင့်ကနေစဉ်းစားတာမျိုးမဟုတ်ပဲသတိမမူဂူမမြင်ဖြစ်ခဲ့ကြတာပေါ့လေဒါပေမဲ့တချိန်မြေရှားတတုတွေရဲ့အခန်းကဏ္ဍကအေးပါလာတဲ့အခါမှာတော့တရုတ်ကဒီအားသာချက်ကိုကင်ပြီး ကုံသွဲရေးညှိနှိုင်းမှုတိုင်းမှာအထက်စီးကနေစကားပြောလို့ရလာခဲ့တာပါတရုတ်ကရေပုံရအနေနဲ့ကဘာတလွားကမြေရှားတတူမျိုးစုံဒူးဖော်ထုတ်လုပ်မှုဈေးကွက်ရဲ့80ရာခိုင်နှုန်းတန့်စင်မှုရဲ့90ရာခိုင်နှုန်းကိုချုပ်ကင်ထားပါတယ်ဆိုတော့တကယ်လို့တရုတ်ကသာဒါကိုကြက်လိုက်မယ်ဆိုရင်အဲ့ဒီတတူတွေရဲ့ကဘာဈေးကွက်တစ်ခုလုံးကမောက်ကမောက်ဖြစ်သွားမယ်အထိပယ်ပါအောက်တိုဘာ21ရက်နေ့မှာတရုတ်စီးပွားရေးဝန်ကြီး1 1တောင်ကတရုတ်အစိုးရသတ်မှတ်တဲ့မြေရှားတတူကန့်သက်ချက်အစ်စ်တွေနဲ့ပတ်သက်ပြီး ဘယ်ဂျီယမ်နိုင်ငံဘာရပ်ဆောင်မြို့မှာလာရောက်ဆွေးနွေးဖို့သဘောတူခဲ့တယ်လို့ဥရောပသမဂ္ဂ EU ရဲ့ကုန်သွယ်ရေးဌာနအကြီးအကဲ Maros Sefcovic ကပြောပါတယ်။ဒါကအမေရိကန်လိုပဲ EU မှာလည်းမြေရှားတတူပြက်လက်မှာကြောက်လို့အရေးတကြီးတုံ့ပြန်မှုတွေရှိနေတယ်ဆိုတာကိုမြင်သာစေပါတယ်။ဆိုတော့နိုင်ငံတကာပါဝါလွန်ဆွဲမှုတွေမှာမြေရှားတတူတွေကအရေးပါတယ်မျက်နှာစာအသက်ဖြစ်လာနေတာပေါ့။ခေတ်သက် electronic ပစ္စည်းတွေတိစောက်မှုအတွက်မဖြစ်မနေလိုအပ်တဲ့စွမ်းအားမြင့် semiconductor တွေ chip တွေထုတ်လို့ရမှာမြေရှားတက်တူတွေကအခြေခံအကြဆုံးကုန်ကျန်းတွေပါနှစ်ဖက်ကုန်သွယ်ရေးအပြောင်းကြတဲ့ကာလတွေမှာ American ကတရုတ်စီနည်းပညာမျိုး chip တွေတင်ပို့မှုကန့်သက်လိုက်တဲ့အတွက်တရုတ်ကလည်းမြေရှားတက်တူအမျိုးအစားတချို့ကို American စီတင်ပို့မှုရပ်တန့်စေပြီးတုံ့ပြန်ခဲ့ပါတယ်မြေရှားတက်တူဈေးကွက်ကိုချဲ့လေကစားနေတဲ့တရုတ်ရဲ့အခင်းချင်းတွေကအဓိကအနေနဲ့တော့ American ရဲ့မူဝါဒတွေကိုတုံ့ပြန်ဖို့ဖြစ်ပါတယ်ဒါပေမဲ့စင်ကဲတက်ရောက်မှုကတော့တကဘာလုံးကိုထိပါတယ် ကားကုမ္ပဏီတွေစစ်လက်နက်ပစ္စည်းဆက်ယုံတွေအကုန်လုံးတင်းကျုံပြီးရိုက်ခတ်မှုကိုခံရတာပါ။ဒါကြောင့်လည်းအမေရိကန်တင်မကပဲနိုင်ငံတော်တော်များများကတရုတ်စီကမဟုတ်တဲ့မြေရှားတပ်တူအရင်းမြစ်တွေရှာဖွေဖို့ဒါမှမဟုတ်ကိုယ်စွမ်းကိုစားနဲ့ထုတ်လုပ်ဖို့စိုင်းပြင်းလာတာဖြစ်ပါတယ်။ဒါပေမဲ့အစောပိုင်းမှာပြောခဲ့သလိုပဲအခုမှထားလုပ်ဖို့ကလည်းဒီကိစ္စကအတော်လေးနောက်ကျနေပါပြီ။တရုတ်ကတပ်တူအရင်းတွေတင်သွင်းဝယ်ယူမှုရောကုန်ကြောထုတ်လုပ်မှုတွေကိုပါကြီးစိုးထားနေနေပါပြီ။ အာဆီယံနဲ့စီးပွားရေးအင်အားကြီးနိုင်ငံတွေစုစည်းထားတဲ့ G7 တို့လိုနိုင်ငံတကာအစုအဖွဲ့တွေကလည်းတတုတူဖော်ရေးတန်ဆင်ရေးဖြန့်ဖြူးပို့ဆောင်ရေးတွေမှာပူးပေါင်းဆောင်ရွက်တာတွေကိုပိုပြီးမြင့်တင်မဲ့အစီအစဉ်တွေကြီးညာလာကြပါတယ်။အားလုံးရဲ့ရည်ရွယ်ချက်ကတော့တူညီပါတယ်။တရုတ်အပေါ်လုံလုံကဲကဲနှီးခိုနေရတဲ့အခြေအနေကိုရှော့ချဖို့ပါ။ဒီနေရာမှာ BRICS BRICS ဆိုတဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ကဏ္ဍကိုလည်းခြံထားလို့မရပါဘူး။ BRICS အဖွဲ့ကို နိုင်ငံတကာကုံသွယ်စည်းပွားကဏ္ဍမှာအမေရိကန်နဲ့အနောက်မဟာမိတ်တွေချဲလဲကြီးစိုးထားတာကိုတုံ့ပြန်ဖို့နိုင်ငံတချို့ကစုဖွဲ့ထားတာဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေထဲမှာတရုတ်ရောအိန္ဒိယပါပါဝင်ပါတယ်။တရုတ်သမ္မတရှီကျင်ဖင်က BRICS ရဲ့ဦးစီးဥယျာဉ်နေရာကိုလက်တွေ့ကြကြရယူဖို့ရည်မှန်းချက် ထားနေပါတယ်။ဇူလိုင်လတုန်းက18ကြိမ်မြောက် BRICS ထိပ်သီးညီလာခံတက်ရောက်ချိန်မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကအဖွဲ့ဝင်နိုင်ငံအားလုံးဟာတပ်တူတွေတင်ပို့မှုခွင့်ဆက်မပြတ်တောက်စေဖို့ ဖြန့်ဖြူးမှုရန်တရားတွေမရက်တန်သွားစေဖို့တာဝန်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ပြီးတော့သူကအဲ့ဒီတပ်တူတွေပိုင်းဆိုင်ထားမှုကိုနိုင်ငံတစ်ခုခုကလက်နက်အဖြစ်အသုံးချတာမျိုးလုံးဝမလုပ်သင့်ဘူးလို့လည်းဆိုပါတယ်။အခုထိ BRICS မှာမြေရှားတပ်တူတွေနဲ့ပတ်သက်ရင်အဖွဲ့ဝင်အားလုံးညှိနှိုင်းသဘောတူထားတဲ့မဟာဗျူဟာအခင်းအကျင်းတွေမရှိသေးပါဘူး။တကယ်လို့များအဖွဲ့ဝင်နိုင်ငံတွေပိုင်းဆိုင်ထားတဲ့အရင်းမြစ်တွေအားလုံးကိုစိတ်တူကိုယ်တူနဲ့ပေါင်းဆက်အသုံးချကြမယ်ဆိုရင်တော့ ဲ့ဒီတက်တူတွေနဲ့ပတ်သက်တဲ့ကမ္ဘာဈေးကွက်ကြီးတစ်ခုလုံးကိုလို့တလို့ခြေလှယ်နိုင်တဲ့အနေအထားကြီးရောက်သွားနိုင်ပါတယ်။ဒါကအမေရိကန်နဲ့အနောက်နိုင်ငံတွေဘလို့မှမလိုလားနိုင်တဲ့အခြေအနေပါ။ပြီးတော့ BRICS သာအဲ့ဒီကိစ္စအတွက်မူဝါဒတစ်ခုကိုရေးဆွဲမယ်ဆိုရင်တရုတ်ကိုအဓိကဗဟိုပြုရပါလိမ့်မယ်။တစ်ဖက်မှာအိန္ဒိယလိုနိုင်ငံတွေကြပြန်တော့တရုတ်နဲ့တငယ်ချင်းရန်သူဆက်ဆံရေးမျိုးရှိနေတဲ့အခါမှာယုံကြည်မှုတိဆောက်ယူဖို့ကခက်ခဲနိုင်ပါတယ်။တရုတ်ကလည်း အရင်ကတည်းကကုံသွဲဘက်နိုင်ငံတွေနဲ့အကြောင်းတစ်ခုခုကြောင့်ညှိကြတဲ့အချိန်တိုင်းမှာရေရှားသတ္တုကိုလက်နက်လိုအသုံးချခဲ့ဘူးတာပါအင်အားကြီးနိုင်ငံတွေသတိလက်လွတ်ဖြစ်နေတဲ့ကာလမှာတရုတ်ကမြေရှားသတ္တုထုတ်လုပ်ရေးဈေးကွက်တစ်ခုလုံးကိုကြီးစိုးနိုင်တဲ့အဆင့်ထိရောက်အောင်တိတ်တိတ်ဆိတ်ဆိတ်တိဆောက်ယူနေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လေအခုတော့တရုတ်ကမဟာဗျူဟာရှုထောင့်ကနေလိုအပ်ချက် ကြီးမားလာတဲ့အဲ့ဒီသတ္တုတွေကိုကင်ထပြီးဈေးကွက်ထဲမှာအထက်စီးကနေစကားပြောခွင့်ရနေပါပြီမကြသေးခင်ကကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူပေါင်းဆောင်ရွက်မှုအဖွဲ့ SCO ထိပ်သီးညီလာခံမှာတရုတ်သမ္မတရှီကျင်းဖင်က တရုတ်ဟာကမ္ဘာကြီးမှာပုံမှန်မျှတပြီးကြောင်းကျိုးအသင့်လျော်မှုရှိတဲ့စီမံအုပ်ချုပ်မှုရန်တရာမျိုးပေါ်လာအောင်တွန်းအားပေးကူညီသွားကြတယ်လို့ပြောကြခဲ့ပါတယ်။ဒီတော့မြေရှားတတုဈေးကွက်ကိုထိန်းချုပ်ထားတဲ့တရုတ်အနေနဲ့အဲ့ဒီတတုတွေကိုဘလို့ကင်တွဲအသုံးချမလဲဆိုတာတော့ဆက်ပြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုပြောတော့တာကတော့ People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါ။ ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်